ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မန်လေးမြို့ကိုအလဲရောက်ရှိနေတဲ့အဲ့ဒယ်လေးကိုစီတီလေးဖြစ်ပါတယ်ကျွန်တော်ကပထမကတော့အဲမန်လေးကနေပြီးတော့မှဒီဦးရန်သွားမလို့ဆိုပြီးတော့အစီအစဉ်ဆွဲရတာပေါ့ဗျာကျွန်တော်စိုက်ခဲ့ဟိုကနေတီတီဘေးကြီးနဲ့အဲ့ဒီအချိန်မှာကျွန်တော်ကနေပြီးတော့ဆိုင်ရဲ့လမ်းပေါ်မောင်းရင်းနဲ့အဲဘယ်လိုဖြစ်လာတာလဲဆိုတော့ကျွန်တော်ဒီလန်သွားတဲ့လမ်းမှာကျွန်တော်ကို asset အဲတမားကကြော်သွားတော့ကျွန်တော်နားမှာဒီတိုင်းပေါ့ဗျာဘေးကြီးချင်းအထာမထားဘူးပေါ့ ကျွန်တော်ကလေးပါဝုန်းနဲ့ပုတ်သွားတော့ကျွန်တော်ကအဲ့ဒါနဲ့လိုက်ရင်းနဲ့ပြိုင်မောင်းရင်းနဲ့မှာအဲကျွန်တော်တူကနေပြီးတော့မှဒီဘက်ကျွန်တော်တို့အာဒီဘက်အခုတုံးပိုင်သွားတဲ့လမ်းကျောဘက်ကိုရောက်ခဲ့တာပေါ့အဲရောက်ခဲ့တော့ကျွန်တော်ကအဲ့လမ်းထဲဝင်လာတယ်လမ်းကလည်းမကောင်းဘူးဆိုတော့ဒါဟုတ်တယ်အဲကျွန်တော်အနေထားတစ်ခုကိုရောက်သွားပြီဆိုတော့ကျွန်တော်အဲ့မှာတကုတ်လိုက်တော့တာအတကုတ်အတကုတ်အတကုတ်မောင်းတာအကုတ်မောင်းပြင်းနေအိမ်မှာကျွန်တော်တည့်ရမှာကျွန်တော်တို့ two stroke တမားတွေဆိုတာမီဂိုနဲ့ တကုံပြစ်မှုတ်တဲ့အိမ်မှာအဲ့လိုမျိုးမောင်းရင်မောင်းရင်နဲ့အခုကတော့ကျွန်တော်ဒါသုံးပိုင်ကမ်းကြီးမျိုးရောက်ရှိလို့နေတာဖြစ်ပါလေ။ညာ။